ရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ချိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Brandon Rivera ကိုချုပ်ကွက်တဲ့အနိုင်ယူဖို့လည်းအဆင်သင့်ပဲလို့ကြုံးဝလိုက်တဲ့ Joshua Ben ရဲ့အကြောင်းအနေနဲ့ PR ဆုံးတရားရှိနေတဲ့ Joshua Ben နဲ့ထိုးသက်မဲ့ American Fighter Brandon Rivera ရဲ့အကြောင်းအရာကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မြန်မာကုန်းဆောင် Fighter လေး Joshua Ben ကတော့ Media အစီအစဉ်တွေကိုတောက်လျှောက်လုပ်ဆောင်နေပါတယ် Fan ဒီနေ့မနက်မှာ EA Sport ကမှာပါဝင်မှုရိုက်ကူးရေးတွေလှုပ်ဆောင်ခဲ့ပါတယ် EA Sports ဆိုတာ UFC ဂိမ်းနေဆော့လို့ရတဲ့အရာဖြစ်ပါတယ်။အဲဒီဂိမ်းမှာပါဝင်ဖို့နမေတိုဖိုက်တာတော်တော်များများကတော့တောင်းဆိုနေရတာပါ။တို့မိမိဖန်ကတော့တောင်းဆိုစရာမလိုဘဲနဲ့နမေတိုဖိုက်တာကြီးတွေကိုကြော်တက်က EA Sports မှာပါဝင်လာပါပြီ။ဒီလိုပါဝင်လာတာတကယ်ကိုဖန်တို့ကဂုဏ်ယူစရာကောင်းပါတယ်။ကျောရှာဘန်နီနဲ့အချင်းတို့တွင်းမှာပဲအောင်မြင်မှုတွေအများကြီးရလာခဲ့တာလို့ဆိုရမှာပါမြန်မာပြည်သက်တယောက်အနေနဲ့တကယ်ကိုအားရချင်တဲ့မိပါတယ်ကျောရှာဘန်နီနဲ့လည်းတကယ်ကိုချင်တဲ့နေမယ်ထင်ပါတယ် fan ဒီနေ့မနက်မှာ media တွေနဲ့ interview တွေလုပ်ဆောင်ခဲ့ပါတယ်။ fan Brandon Rive နဲ့ crowning ကစားလိုက်ရင်လည်းသူကအကောင်းဆုံးတုံ့ပြန်ပြပြီးပြန်မှချုပ်ပေးလိုက်မယ်လို့အခုလိုမျိုးကြုံဝါသွားခဲ့ပါတယ်။ကျွန်တော်ပွဲထုတ်ဖို့အစဉ်အလင်းဖြစ်နေပါပြီ။ Brandon Rive လည်းအစဉ်အလင်းဖြစ်နေပြီထင်ပါတယ်။ကျွန်တော်ကတော့ဒီပွဲကိုရှင်ထိုးရမယ်ပွဲတစ်ပွဲဖြစ်လာမယ်လို့ပဲထင်ပါတယ်။ဒါမဲ့သူက ground game နဲ့ကစားလိုက်ရင်လည်းပြဿနာမရှိပါဘူး။သူ့ကိုကျွန်တော်ချုပ်ပြသွားပါမယ်။ဘာပဲဖြစ်ဖြစ်တေးကြတာကပွဲချင်းတွေဖြစ်လာမှာပါ ပြည်သူတွေနဲ့အားလုံးမျက်တော့မခတ်ပဲစောင့်ကြည့်ပေးကြပါဆိုပြီးချင်းဖိုင်တာလေးကယုံကြည်ချက်အပြည့်နဲ့ပြောဆိုသွားတာဖြစ်ပါတယ်။ဖန်ကိုတရင်တော့တော်တော်များများကချင်းချင်းလူပွဲနဲ့ပတ်သက်ပြီးမိကွန်းထုတ်နေတာတွေ့ရပါတယ်။တရင်တော့တွေကဖန်အနေနဲ့ဒီပွဲမှာနိုင်သွားရင်နောက်ပွဲမှာချင်းချင်းလူကွန်းတေးကြပေါ့ရသွားမလားဆိုတဲ့ပုံစံမျိုးနဲ့မိကွန်းထုတ်နေကြတာဖြစ်ပါတယ်။ဒီချက်ကိုဖန်ကတော့ဒီပွဲမှာနိုင်ပွဲပုံဖော်ပြီးတာနဲ့နောက်ပွဲကသူ့အတွက်ချန်ပီယံခပ်လူပွဲလို့ပဲယုံကြည်ချက်အပြည့်နဲ့ပြောဆိုသွားပါတယ်။ လာမယ့် UFC 317တိုင်ပွဲမှာချန်ပီယံလူပွဲထိုးသက်ကြမယ့် Alexander Pantoja နဲ့ Kankara Frank တို့ပွဲနဲ့ပတ်သက်ပြီးတော့လေ fan ကိုမေးခွန်းနေမေးနေကြပါတယ် fan ကတော့ဒီပွဲမှာ50 50လို့ပဲပြောဆိုထားပါတယ်ဖဲကောင်နိုင်နိုင်နိုင်တဲ့ကောင်နဲ့ကျွန်တော်ကတွေ့မှာပဲဆိုတဲ့ပုံစံမျိုးနဲ့ဖန်ကယုံကြည်ချက်အပြည့်နဲ့ကိုအားရစွဲပြောဆိုနေတာဖြစ်ပါတယ်။ဂျော့ရှွာဗန်နဲ့ရင်ဆိုင်ထိုးသံမဲ့ Brandon Rivera ကတော့အနေနဲ့များ PR ရှိနေတယ်လို့ထင်မြင်မိပါတယ်။ဘာကြောင့်လဲဆိုတော့သူ့အနေနဲ့ ဗန်ကိုသာရှုံးလင်းသွားခရင်သူ့အနေနဲ့ချန်ပီယံကပ်လူ့ဝင်လဲဆုံးချုံသွားရမှာဖြစ်တယ်လို့ရန်ကင်းကလည်းကြသွားမှာဖြစ်ပါလိမ့်။ဒါကြောင့်မလို့ဂျိုရှွာဗန်အတွက်သုံးတရားထိခိုက်မှုမရှိသည့်တိုင်အောင်ဘရန်နန်ရိုက်ဘေးအတွက်ကတော့ဆုံးရှုံးနေတာဆရာတွေကအများကြီးရှိပါလိမ့်။အကယ်၍မြဖန်ဟာဒီပွဲမနိုင်ရင်လည်းကိစ္စမရှိပါဘူးဖြည်းဖြည်းနဲ့မှန်မှန်နဲ့ပြန်တက်လာရင် ranking အမြင့်ကိုပြန်လဲရောက်ရှိလာမှာပါ ။သို့ပေမဲ့ Brandon Rivera ကတော့ဒီပွဲမှာရှုံးနေသွားခင်သူ့အတွက်ဆုံးရှုံးမှုတွေများပါတယ်။ချန်ပီယံခပတ်လူပွင့်ကလည်းရရှိတော့မှာမဟုတ်သလို ranking ကလည်းကျသွားမှာဖြစ်ပါတယ်။ဒါတွေကို Brandon Rivera ကအနည်းနဲ့များတော့ PR ရှိနေတယ်လို့ထင်မြင်ယူဆမိပါတယ်။ Brandon Rivera ကိုယ်တိုင်ကလည်းသူ့အနေနဲ့ဒီပွဲကအရင်ကြီးကိုစွန့်စားမှုကြီးမားတဲ့အကြောင်းအခုလိုပြောဆိုသွားခဲ့ပါတယ်။ဒီထဲမှာတော့ပြိုင်ပကောင်းတယောက်နဲ့အမှန်ကန်စော်ရတော့မယ်လို့မှတ်ယူထားပါတယ်။ရင်းဆိုင်ကစားဖို့ခက်ခဲတဲ့ပြိုင်ပမျိုး ကိုယ်စီမှာရှိနေတဲ့ပိုင်ဆိုင်မှုတွေကိုအလွှဲရယူသွားမဲ့ fighter နဲ့ထိုးတိုက်ရမှာပါဒီပွဲမှာ fan အတွက်ဘာမှဆုံးရှုံးစရာမရှိပါဘူးဒါမဲ့ကျွန်တော်ကတော့အရင်အနေများတဲ့အခြေအနေကိုရင်ဆိုင်ရမှာပါဒီပွဲကတကယ်ကိုစိတ်ဝင်စားဖို့လဲကောင်းပါတယ် fan အနေနဲ့ဘာမှဆုံးရှုံးစရာမရှိသည့်တိုင်အောင်ကျွန်တော်တို့တော့အရန်ကိုအန်ဒီအများပြီးစွန့်စားမှုကြီးမားတဲ့ပွဲတစ်ပွဲပါပဲဆိုပြီး Brandon Rivera ကပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ fan ပြောတဲ့အတိုင်းပဲ Brandon Rivera က PR တွေရှိနေပါနဲ့ ဘရန်နန်ရိုင်ဗယ်အနေနဲ့အဲ့ဒီဖီအားကြီးချားကနေဘလို့ရုံးခွက်ပြမလဲဆိုတာစောင့်ကြည့်ရမှာပါဂျိုရှွာဘန်ရဲ့ပွဲကိုကြည့်ရဖို့နှစ်ရက်သာလိုပါတော့တယ်ပွဲချိန်က29ရက်နေ့မနက်မြန်မာစံတော်ချိန်10:00နာရီကျော်မှဝင်ချင်မှာကြီးရပွဲရှိနေပါတယ်။ဂျိုရှွာဘန်ကနောက်ရက်ဒီမှာဝိတ်ချိန်စီစဉ်နေတဲ့ ceremony ဝိတ်ခင်စီစဉ်တွေကိုလှုပ်ဆောင်သွားမှာဖြစ်ပါတယ်။မနက်ပြန်မနက်ပိုင်းမှာဆိုရင်ဂျိုရှွာဘန် official press conference ကိုတက်ရောက်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ချင်းဖိုင်တာလေးနေနဲ့တရင်လာရှင်းလင်းပွဲမှာဘလို့စကလုံးနေနဲ့ပရိသတ်တွေကိုဆွဲဆောင်သွားအောင်လို့ဆိုတော့ဆက်လက်စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်ခင်ဗျာချန်ဖိုင်တာလေးနေနဲ့လည်းအကောင်းဆုံးနိုင်ပွဲရရှိပြီးသူလိုချင်နေတဲ့ချန်ပီယံခပ်ကြီးစီနီးကပ်ပါစီလို့ဆန္ဒပြုပါတယ်ခင်ဗျာပရိသတ်ဒီနေနဲ့ရောဘလို့ထင်မြင်စမိပါသလဲမိမိတို့ထင်မြင်စချက်တွေကိုလည်း comment မှာဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော် channel ကလည်း Joshua Wayne ပွဲသတင်းတွေနဲ့ထူးခြားတဲ့သတင်းတွေကိုအဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်ပါတယ်ခင်ဗျာ ဒီနေ့အတွက်တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။ဒါမယ့်နေ့ဒီမှာလည်း MMA လောကနဲ့အာကစားလောကကနောက်ဆုံးရစိတ်ဝင်စားတဲ့အကောင်းတွေအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရတဲ့ subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲဒါပျော်ရွှင်မဲ့ကောင်းတဲ့နေ့တစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။